အမှုတော်ကို နာအဝခေယအလုတ်တစ်ခုဂယုပြု၍ကြီးရှုစင်ခြင်း၍မနေရဒါလေးကြတော့တိုက်ရိုက်ပြောတာနော်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုအလုတ်တစ်ခုရေးလို့လုပ်ပြီးတော့အဲ့ဒါကိုခေါင်းထဲထည့်မနေအေးတဲ့ဟုတ်လားသူများဆိုတာဒီနေရာမှာကိုယ်ဟာလွှဲရင် သူများပဲဆိုတာကိုလည်းပဲရိုးရှင်းရှင်းသားလည်းပြောလို့ရနော် ူများလို့ပြောတဲ့အခါကိုယ်ရင်ကလူတွေမပါဘူးလို့ထင်ပါရှို့လို့တကယ်တမ်းကကိုယ်ရင်ကလူတွေအကြောင်းစဉ်းစားရင်းနဲ့ပဲပူရတာလောင်ကြရတာအနည်းဆုံးလူကကိုယ်အရှုံနိုင်ဆုံးလူပဲဟုတ်လားဒါကြောင့်သူများလို့ပြောလို့ရှိရင်ကိုယ်ဟာလဲရင်သူများပဲအဓိကသူများကိုယ်ပဲရလူတွေကပူပြီးတော့သူများပဲလို့နားလည်ဖို့လို့နော်အဲမြတ်စွာဘုရားသိချမ်းသာခြင်းနဲ့ငြိမ်းအေးခြင်းနဲ့ဆိုလို့ရှိရင်သူများဘာတွေလုပ်တယ်ဘာတွေမလုပ်ဘူးဆိုတာကိုမစင်းသားနဲ့တဲ့သူသူဘာလုပ်လုပ်ပေါ့ဆိုလိုတာကဟုတ်လား အဲ့လိုဆိုရင်ဘာလုပ်ရမှာတုန်းဘာကိုစဉ်းစားရမှာတုန်းဘာကိုစဉ်းကျင်ရမှာတုန်းဆိုတော့အတ္တနောဝအဝခေယကတာဏိအကတာဏိသအတ္တနောဝမိမိဤတာလျှင်ကတာဏိအကတာဏိသပြုတ်သောအမှုတို့ကို၎င်းအကတာဏိသမပြုတ်သောအမှုတို့ကို၎င်းအဝခေယစဉ်းစားစဉ်းကျင်သုံးတတ်ရ၏တဲ့သူများအကြောင်းမစဉ်းစားနဲ့ဒါနဲ့မစုအကြောင်းစဉ်းစားရမှာတုန်းဆိုတော့ကိုယ်အကြောင်းကိုစဉ်းစားအားလို့ပြောတာဟုတ်တာပေါ့ ကိုယ့်အတွက်အရေးကြီးဆုံးကကိုယ်ပဲလေကိုယ်ကောင်းအောင်ဆူအောင်လုပ်တာလည်းတကယ်တမ်းအဓိကကိုယ်ပဲဘယ်သူမှကိုယ်လောက်ကိုယ်ကိုလာပြီးတော့လုံနိုင်တာမရှိဘူးကိုယ်လောက်ကိုယ်ကိုချမ်းသာစေတာဘယ်သူမှမရှိဘူးကိုယ်လောက်ကိုယ်ကိုရှင်းရဲစေတာလည်းဘယ်သူမှမရှိဘူးဒါကြောင့်ကိုယ့်ကိုယ်ကိုအကောင်းဆုံးကင်တွယ်နိုင်တတ်ဖို့အတွက်ကိုယ်เจ้าကိုပဲစဉ်းစားကိုယ်เจ้าကိုပဲဆင်ញင်ကိုယ်เจ้าကိုပဲသုံးသပ်ရမယ်ဟုတ်လားအဲ့ဒါကိုယ်เจ้าကိုစဉ်းစားလို့ရှိရင်သူများအเจ้าကိုစဉ်းစားတဲ့အနေအထားတွေကလည်းပဲ ဘုံဘုံတော်တွေရှောင်ကျင်မိသားဖြစ်သွားတယ်တချို့ကပြောကြတာရှိတယ်သူများအကြောင်းစဉ်းစားနေလို့ပြောတာတော့လွယ်တယ်ဒါပေမဲ့အမြဲတမ်းစဉ်းစားမိစဉ်းစားမိနေတယ်ဘလို့လုပ်ပြီးတော့သူများအကြောင်းကိုမစဉ်းစားဘဲနဲ့တပြည့်လို့နေရမှာတော့ဟုတ်တယ်အချင်းတော်တော်များများသူများအကြောင်းတွေကြီးခေါင်းထဲရောက်နေနော်ဒါသူများအကြောင်းကိုစဉ်းစားတာကိုကိုယ်စိတ်ထဲကတိတ်ပြီးတော့မနစ်မြို့ဘူးမကြိုက်ဘူးကိုယ့်ကိုယ်ကိုမကြိုက်ဘူးဆိုရင်ဘာနဲ့အစားထိုးတဲ့လဲလို့မင်းကိုယ်အကြောင်းကိုစဉ်းစားတာနဲ့အစားထိုးတဲ့ ကိုเจ้าကိုစဉ်းစားလို့ရှင်သူများเจ้าကိုစဉ်းစားလို့စဉ်းစားเสียမလို့သူဖြစ်သွားတနည်းအားဖြင့်ဟိုကိုเจ้าကိုကောင်းကောင်းသိလေလေသူများเจ้าကိုတိတ်ပြီးတော့စိတ်မဝင်စားလေလေတိတ်ပြီးတော့မစဉ်းစားခြင်းလေလေဟိုစဉ်းစားဖို့တိတ်မလို့အပ်ဘူးလို့နားလေလေလေပေါ့ကိုဘုံဘုံတို့ကအကိုတိုင်းဘုံဘုံစဉ်းစားကြည့်တယ်ပေါ့နော်ဘာကြောင့်သူများเจ้าတွေကိုခေါင်းထဲရောက်ရောက်နေလေကိုအเจ้าကိုကိုခေါင်းထဲကိုတိတ်မထဲလို့ ကိုเจ้าကိုခေါင်းထဲမထည့်တဲ့အခါကျတော့ကိုเจ้าကိုကိုမှန်မှန်ကန်ကန်မသိဘူးမှန်မှန်ကန်ကန်မသိတော့သူများเจ้าတွေကိုစိတ်ဝင်စားစရာကောင်းတယ်လို့ထင်နေတာတကယ်တမ်းကကို့အတွက်စိတ်ဝင်စားစရာကောင်းဆုံးကကိုเจ้าပဲဆိုကြပါစို့ကိုเจ้าကိုသာမှန်မှန်ကန်ကန်သိရင်သူများเจ้าကိုစဉ်းစားမိမှမဟုတ်ဘူးဆိုတဲ့စကားလေးကိုကောင်းကောင်းနားလည်စေခြင်းကိုเจ้าကိုဘလို့မှန်မှန်ကန်ကန်သိရမှာတော့ဖုံဖုံတို့တွေမှာတော့မပြေလည်သေးတဲ့ပြဿနာတွေအများကြီးရှိတယ် မဖြေရှင်းရသေးတဲ့အရှုပ်ထွေးတွေအများကြီးရှိတယ်။ဟုတ်လား။ပြောလို့ရှိရင်ပုံမတို့တွေကကိုเจ้าကိုကောင်းကောင်းသိရင်အော်ငါတနာစရာအနေထားမလွတ်သေးဘူးဆိုတာကိုကောင်းကောင်းသိနိုင်။တရားစင်သားကြီးကိုမှပြဿနာတွေတော့အရှုပ်ထွေးတွေတန်းလန်းနဲ့နေရတာတကယ်တကယ်ကတော့အတိတ်ကာလကပြုခဲ့တဲ့အကုသိုလ်တွေတော့အကျိုးပေးခွင့်သာရင်အကျိုးပေးမယ်ဆိုတဲ့အနေထားတွေတကယ်တမ်းကဒီခန္ဓာမှာကမ္မပစ္စည်းသက်တည်နေနဲ့လိုက်နေတာရှိတယ် ဲ့ဒါဒီကိုဘုံဘုံတို့ခြေဖြက်ပြီးပြီလားလို့ကိုကိုကိုမေးမယ်ဆိုရင်ဘယ်လိုပြောလဲခြေဖြက်ဟာသေးဘူးနော်အခြေမရွေးသေးပြီးတော့အခြေမရွေးအတိတ်ကပြုခဲ့တဲ့အကုသိုလ်ကံတွေကကိုနှိမ့်ဆက်နိုင်တယ်အဲ့တော့ကို့မှာအဲ့ဒီတာဝန်ကြီးရှိသေးတယ်ဘာလဲအဲ့ဒီအကုသိုလ်ကံတွေကိုခြေဖြက်ဖို့ကို့မှာတာဝန်ရှိတယ်အလုပ်ရှိတယ်ဟုတ်တယ်မဟုတ်လားပြီးတော့အနာဂတ်မှာလည်းပဲဘုံဘုံတို့တွေတွေဟာတော့မကောင်းတာတွေကိုလှုပ်ခွင့်ပြောခွင့်ဆိုးခွင့်အများကြီးရှိနေတယ် ြောရရင်စိတ်ရမှားယွင်းမှုတွေတော့အတိတ်ကလည်းမှားခဲ့တာအခုလည်းပဲအဲ့ဒီမှားတဲ့တတိယပျောက်ပြီလားအပျောက်သေးဘူးအနာကလည်းပဲမှားအောင်မှာပဲမတည်သေးဘူးဘဝရဲ့အကြောင်းကိုမတည်သေးဘူးမတည်သေးတဲ့အခါကျတော့တော့မမောမှုတွေမကျေနပ်မှုတွေအဲ့အရာတွေကိုအခြေခံပြီးတော့နော်ကာယကံမှားယွင်းမှုဝစီကံမှားယွင်းမှုမနောကံမှားယွင်းမှုကံသုံးပါးမှားယွင်းမှုတွေအနာကမှာဘုံဘုံတို့မှာဖြစ်လက်တန့်နေတေချာပေါက်မှားယွင်းနိုင်ခွင့် အဖြစ်နေတော့ရှိနေတယ်။အဲ့ဒီဥစ္စာကိုဘုံဘုံတို့တွေရာတချိန်မှငါမမှားစီရဘူးအခုလည်းပဲငါမမှားစီရဘူးလို့အဲ့လိုဘုံဘုံတို့မှာလုံနိုင်တဲ့အနေအထားမရှိသေးဘူး။အဲ့တော့ကိုယ့်ရဲ့အခြေအနေမှန်ကိုသိဖို့ဆိုတာအဓိကအဲ့ဒါကိုပြောတာ။ဒါဘုံဘုံတို့မှာနော်စိတ်ထဲမှာမှားယွင်းမှုတွေကိုအခြေခံပြီးတော့တော့မဟုတ်တာတွေကိုဖြစ်ပေါ်စေနိုင်တဲ့အနေအထားတွေရှိသေးတယ်။အဲ့လိုဆိုရင်အဲ့ဒါတွေကဘာတွေကိုဆက်ပြီးတော့ဖြစ်စေမှာတော့ဆိုတော့ ဆင်းရဲဒုက္ခတွေကိုပဲဖြစ်စေမှာပဲတော့ပြောရလို့ရှိရင်ကိုဒုက္ခနဲ့ကိုကို မရှင်းရသေးဘူးရှုံနေတယ်ပေါ့ဟုတ်လားအဲ့ဒါဆိုရင်ငါဒါတွေကို ရှင်းအောင်လုပ်မယ်ငါကငါပို့ပြီးတော့အည်သွေးရှိအောင်လုပ်မယ်နော်လိုချင်စရာနဲ့တွေ့ရင်လိုချင်မှုမကျင်တဲ့စရာနဲ့တွေ့ရင်မကျင်တဲ့မှုတို့ဒီသမျိုးကြဖြစ်နေတဲ့ကိစ္စကြီးကိုငါ short ချနေအောင်နော်နေတဲ့နေအောင်ငါလုပ်မယ်ဆိုတဲ့စိတ်ကူးမျိုးရှိရမယ်ပေါ့နော် ဒါတစ်ချက်ပေါ့နောက်တစ်ချက်ကဘုံဘုံကောင်းတဲ့ပေါ်လာတာလေးတစ်ခုကတေချာဘောက်အနာကမှာရင်ဆိုင်ရမယ့်တေချင်းတရားအဲ့ဒီတေချင်းတရားရဲ့ရှိအနာလေးမှာအများစုတွေ့ကြတဲ့နာချင်းတရားဟုတ်လားအဲ့ဒီတေချင်းတရားနဲ့နာချင်းတရားအတွဲလိုက်လေးဘုံဘုံကမှတ်စေချင်းဟုတ်လားဘလောက်ကံကောင်းတယ်ပြောပြောတေကာနီးတော့အနည်းဆုံးတော့နာကြရတာ အများစုကတော့မသေးခင်ကိုပဲခဏခဏနာကြရတယ်။အဲ့ဒီနာခြင်းသေခြင်းနဲ့တွေ့လာလို့ရှိရင်ငါဟာငါစိတ်ကိုချမ်းသာနိုင်တဲ့အရည်အသွေးရှိသလား။ဒါကိုစဉ်းစားရမယ်။ယေရှုဘုရားတော်ဟောတယ်။တော့ကိုယ်သာနာပါစေစိတ်မနာစေနဲ့လို့ဟောထားတယ်။နော်။အဲ့ဒါကိုငါအပြည့်အဝကျင့်သုံးနိုင်သလား။နော်။ကိုယ်နာတယ်စိတ်နာတယ်ဆိုတာဒါအလုံးနားလေနော်။ယောဂဖြစ်တာကိုယ်နာပါ့။ ော့စိတ်နာတယ်ဆိုတာကဒီယောဂဖြစ်နေတဲ့အနေအထားကြီးကိုပဲငါလို့ငါဥစ္စာလို့ထင်လိုက်တော့စိတ်ထဲကနော်စိုးရိမ်တာတွေငိုကြွေးတာတွေနော်ခံရခက်တဲ့သဘောတွေဖြစ်လာတာကိုဒါစိတ်နာတယ်လို့ပြောတာအဲ့တော့ဘုမုံတို့မှာကိုနာတိုင်းနာတိုင်းစိတ်မနာအောင်နေတတ်တဲ့အရေးအသွေးရလည်းပြပြဝါဝါမရှိသေးဘူးဟောပြောပြောရရင်ကို့မှာလှုပ်ဆရာတွေအရေးပါတဲ့လှုပ်ဆရာတွေတို့လိုတန်လန်းနေပေါ့နော်ဟုတ်တယ်မဟုတ်လားဒါနာခြင်းကိုရင်မဆိုင်နိုင်ဘူးဆိုတဲ့သဘောပေါ့ အဲ့လိုပဲသေတော့မယ်ဆိုတော့ဘယ်လိုလဲပို့ပြီးတော့ရင်မဆိုင်နိုင်သေးတယ်ဘာလို့တော့ဘဝရဲ့ပုံမှာအလွန်မှကိုပဲမမောတဲ့တွေ့တာတဲ့သဘောကကြီးကြီးမားမားရှိနေတယ်ဘာလို့ရှိနေတာတော့ဒီဘဝရဲ့သဘောဘဝရဲ့ဖြစ်စဉ်ဟာဘယ်လိုလို့ဖုံးဖုံးတို့မှာမှတ်မှန်ကန်ကန်မသိသေးဘူးတစ္ဆာလေးပါးကိုပြိဝေဒဆိုင်အောင်မသိသေးဘူးမသိတဲ့အခါကျတော့ပြောရရင်ဘဝကိုအကောင်းထင်တယ်ပေါ့ ဘဝကိုကောင်းထင်တဲ့အခါကျတော့ဘဝပေါ်မှာမမောတဲ့သဘောတွေဟာကြီးကြီးမားမားရှိတယ်။ကိုဘဝကိုတင်မဟုတ်ဘူးတခြားသူတွေရဲ့ဘဝကိုပါမမောထားတာရှိတယ်။ငါတို့လှုပ်ထားတဲ့ငါဥစ္စာလို့လှုပ်ထားတဲ့အရာတွေရဲ့ပေါ်မှာအကြီးအကျယ်မမောမှုတွေဖုံဖုံတို့မှာရှိနေတယ်။အဲ့ဒါတည်ခြင်းတရားနဲ့တွေ့ပြီဆိုရင်ဘာဖြစ်လို့အဆင်မပြေတာတော့ဘာဖြစ်လို့ကြောက်ကြတာတော့ဆိုတော့အဲ့ဒီကိုမမောဆွဲလန်းထားတဲ့အရာတွေနဲ့အပီးတိုင်ခွဲကြရမှာဆိုတော့ဘလို့လုတ်ပြီးတော့ဒီလိုဟာစိတ်ချမ်းသာနိုင်မလို့။ဒါရိုးရိုးလေးတွေးကြည့်တာ။ တချို့ကဒီမှာမကြောက်ပါဘူးဒီတနေ့မွေးတနေ့အသေးသာဖြတ်ကနေပြီးသွားတာပဲလွယ်လွယ်လေးပြောရတာဟုတ်လားအများစုကဘာလို့တေတော့မှနဲ့တူတယ်လို့သိပြီးမှပဲတေကြတာများတယ်အဲ့ဒီသိတဲ့အချိန်မှာအများစုကတော့ပုံကြသွားကြတာပဲများပါတယ်ဟုတ်လားဒါကြောင့်တချို့ကခပ်ပေါ်ပေါ်တေခြင်းတရားကိုရင်ဆိုင်နိုင်ပါတယ်လို့ကိုယ့်ကိုယ်ကိုအထင်ရောက်နေတဲ့ပုံကိုယ်တွေကိုနည်းနည်းပြောခြင်းတယ်ပေါ့နော်အဲ့ဒါဘုံဘုံကဘယ်လိုလေးပြောတဲ့နော် လေးအထရှိလဲဆိုတော့ကိုယ်စကားလေးကိုအမှတ်ရတယ်ပေါ့အဲတည်ခြင်းတရားကိုမကြောက်သလားကြောက်သလားဆိုတာကိုသိခြင်းရင်ကိုယ်မှာရှိတဲ့စီးစိမ်ဥစ္စာတွေဟာတဝက်လောက်အလကားဆုံးရှုံးကြည့်သမ်းမှာစိတ်နဲ့စိတ်ဘလို့နေမလဲကျင်းနဲ့မလားမကျင်းနဲ့ဘူးလားဘယ်ကျင်းနဲ့မလို့ငိုကြမယ်ပေါ့နော်တချို့ဆိုရင်စီးစိမ်လေးပျက်စီးသွားတယ်ဘလို့တော့ငိုမယ်ပေါ့ကိုယ်ကိုချစ်ရတဲ့ကိုယ့်အရင်ကလူတွေသေးကြည်စမ်းမှာပျက်စီးကြည်စမ်းမှာဘလို့နေမလို့စိတ်ဆင်းရဲမယ်ပေါ့ ဆက်ပြီးတော့စဉ်းစားကြည့်သေးတယ်။အဲ့ဒီတတိတ္တသေးသားနဲ့တစုံတယောက်နဲ့ကိုနဲ့ခွဲရတာတောင်ကိုစိတ်ထဲမှာအကြီးအကျယ်တုံ့လောက်ခြောက်ချားနေသေးတယ်ဆိုရင်ကိုတည်တဲ့အချိန်မှာအားလုံးနဲ့ကိုနဲ့ခွဲရလိမ့်မယ်။အဖြေဘလို့ထွက်မယ်ထင်လေ။အကြီးအကျယ်တုံ့လောက်ခြောက်ချားလိမ့်မယ်။ဟုတ်လား။ဒါကြောင့်တတိတ္တသေးသားလေးကိုတောင်စွန့်လွတ်ဖို့ခွဲခွာဖို့ခက်ခဲနေတဲ့လူတွေအသားလေးလေးနဲ့နဲ့ကြည့်တယ်ရှူတော့ပေါ့။နောက်တစ်ချက်ဖုံဖုံပါပြောတော့ကိုเจ้าကိုစဉ်းစားတဲ့နေရာမှာ။ နာခြင်းသိခြင်းကိုရင်ဆိုင်နိုင်တဲ့အစွမ်းမရှိသေးဘူးဟုတ်လားပြီးပြီးဝါဝါမရှိသေးဘူးအတော့ကို့မှာလှုပ်ရှားတဲ့အလုပ်တွေမှာတပုံကြီးအရေးပါတဲ့အလုပ်တွေဟုတ်လားစဉ်းစားရတဲ့တွေးတောရတဲ့မှာတပုံကြီးအဲ့ဒါတွေကိုမမြင်တဲ့အခါကျတော့အဲ့ဒါတွေဘေးချထားပြီးတော့ဘာမှကို့အတွက်ရေးမပါတဲ့သူများအကြောင်းပဲမလုပ်နေရတော့ကောင်းတဲ့ထဲနဲ့အဲ့တော့ပူပြီးလောင်ပြီပဲဒါပဲအဲ့ရိုးရိုးလေးနော်အဲ့သူများအကြောင်းမစဉ်းစားခြင်းဘူးသူများအကြောင်းစဉ်းစားလို့ဖြစ်တဲ့ပူမှုလောင်မှုတွေကိုချုပ်ငင်းခြင်းတယ်ဆိုရင် ကိုเจ้าကိုဘာလုပ်အောင်တော့စဉ်းစားမယ်အဲ့ဒါကိုเจ้าကိုစဉ်းစားရင်ကိုလိုအပ်ချက်တွေကိုကိုမြင်လာမှာပဲလိုအပ်ချက်တွေမြင်မှာများလာရင်လူစွာကိုကိုချစ်တာပဲကောင်းတည်ချင်တာပဲမကြည့်လို့သာမသိတာဟုတ်သတိမထားမိလို့သာဥစဉ်တို့တွေအမှတ်တမဲ့ဖြစ်နေတာဟုတ်လားကိုเจ้าကိုစဉ်းစားမှာများလို့ရှင်အော်ငါဘာလေးလိုးနေတာငါဘလို့နေရမှာပိုးပြီးတော့ကောင်းလာဖို့ပဲရှိဟုတ်လားဟိုဘုံဘုံပြောမလို့ခေါင်းထဲမှာစဉ်းစားထားတာလေးတောင်ကြံနေရတယ် အော်သူများအကြောင်းစဉ်းစားပြီဆိုလို့ရှိရင်များသောအားဖြင့်ဖုံဖုံဆိုးဆိုးစဉ်းစားတာလား။ဘာတွေနဲ့ပတ်သက်ပြီးတော့လူတွေပြောကြတယ်။ဘာတွေနဲ့ပတ်သက်ပြီးတော့သူများအကြောင်းကိုစဉ်းစားမိတော့ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်။မုန်းတဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတယ်။ဟုတ်တယ်မဟုတ်လား။သိပြီးတော့မချင်မမုန်းမသိတဲ့ပုံစံတွေဥပိ္ပခာသမားတွေကတော့သိပြီးတော့ကောင်းတဲ့မရှိဘူးနော်။များသောအားဖြင့်ကိုကောင်းတဲ့နေရာဝင်ယူနေတာတွေကချစ်တဲ့လူတွေရဲ့အကြောင်းမုန်းတဲ့လူတွေရဲ့အကြောင်းမမုန်းတဲ့လူကလည်းပဲမခေဘူးနော်။သူကလည်းပဲတစ်ခါတလေ နော်စိတ်အနေထားပေါ်မူတည်ပြီးတော့အများကြီးနေရာဝင်းယူသေးတာပဲဟုတ်လားတော့ချစ်တဲ့လူတွေကြောင့်ဘာစဉ်းစားတော့အဲချစ်တဲ့လူတွေကြောင့်ဘာစဉ်းစားတော့ကောင်းစီခြင်းတယ်အရင်ကောင်းစီခြင်းငါဟာလေးဆိုဟုတ်လားကောင်းစီခြင်းအကောင်းစီခြင်းတားနဲ့ပြဿနာမရှိသေးဘူးကိုကောင်းစီခြင်းတဲ့အတိုင်းမကောင်းဘူးလဲဆိုရောဟောဘာဖြစ်လာပြီတော့ဟာဒုက္ခရောက်ပြီအဲ့ဒီမှာအဲအဲ့ဒီမှာမှားတာနော်အဲ့ဒါချစ်တဲ့လူတွေနဲ့ပတ်သက်တဲ့အကြောင်းကိုစဉ်းစားတဲ့ချွေးရင်ချက်ကအဲ့ဒါရှိတယ်သူများကိုကောင်းစီခြင်းတား ောင်းတဲ့စိတ်တယ်ပေါ့နော်ဒါပေမဲ့ကောင်းစီခြင်းလို့မကောင်းတဲ့ခါမှာစိတ်တူတာကတော့ထမိုင်မွေတဲ့သဘောဖြစ်သွားပြီလေသူများကိုကောင်းအောင်ကိုဘယ်လိုလုပ်လုပ်ပေးလို့ရမှာတော့ဟုတ်လားအဲ့တော့ကိုကိုတောင်ကိုကောင်းအောင်ကကိုစိတ်တိုင်းကြကိုလုံနိုင်နေတာမဟုတ်အဲ့တော့လူတွေကတွေးကြည့်ရင်တော့ဒါကိုလည်းအပါဝင်ပေါ့လေရေတော့ရေစရာပဲသူများမကောင်းရင်ရမ်းစိတ်တူတယ်ပေါ့နော်မေးနေရကောင်းတယ်ဟုတ်လားသူများမကောင်းတာစိတ်မတူနဲ့ကိုမကောင်းတာကိုစိတ်တူ တကယ်တော့အဲ့ဒါပို့ပြီးတော့ရေးရင်ပါဘူးလားသူများမကောင်းလို့ကိုဘာလာမဖြစ်ဘူးကိုမကောင်းရင်ကိုဒုက္ခရောက်မှာအတော့လူတွေကကိုမျက်ခြေကိုမမြင်ပဲနဲ့ဟုတ်လားသူများမျက်ခြေမြင်နေတာလေစဉ်းစားကြည့်စဉ်းစားကြည့်နော်အဲ့ဒါတွေကြောင့်မို့လို့ချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားရင်လေကောင်းစီခြင်းနဲ့ကောင်းအောင်ပြောပေးတယ်အင်းဒီထိရသေးတယ်တိစားမရှိဘူးလုတ်ပေးဟုတ်လားဒါမဲ့နားလည်မှုရှိရမယ်ဟာ तू ကဘလို့သဘောဘလို့သဘာဝဘလို့ဇယိုင်းနဲ့လာတယ်မသိဘူးငါကောင်းစီခြင်းတိုင်းကောင်းခြင်းမှာကောင်းမှာ तू သဘောသူ့တက်ကဘာတွေရဲ့မသိဘူး တတဝါတူတယောက်စီရဲ့အကြောင်းကိုအသေးစိတ်သိတာဘုရားမှသိနိုင်တာလေဟုတ်တယ်မို့လားဒါကြောင့်မြတ်စွာဘုရားတရားဟောပြီဆိုရင်တော့အိန္ဒိရိအနုယင်ကိုကြည်ပြီးမှဟောတာဟောအိန္ဒိရိအနုယင်ဆိုတာနားလည်အောင်ပြောရရင်လက်ခံနိုင်စွမ်းပေါ့သူယုံကြည်မှုဘလောက်ရှိတုံးအားထုတ်နိုင်မှုဘလောက်ရှိတုံးသိမြင်နားလည်မှုဘလောက်ရှိတုံးပြောရရင်အတိတ်ကသူသူရဲ့စိတ်ထဲအယီအသွေးဘလောက်မြင့်မြတ်မှမှရှိတုံးဒီတရားကိုခံနိုင်တဲ့အယီအသွေးရှိသလားရှိမှမြတ်စွာဘုရားထည့်ပေးတာ ဟုတ်လားထဲ့เสียခွက်မှာမရှိတဲ့လူတွေကိုဘာလို့မြတ်စွာဘုရားတရားတွေထဲ့မှာတော့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားတရားဟုတ်ပြီဆိုရင်ပါလေလူကြည့်ပြီးတော့မှပဲဟောတာအဲ့တော့ဘုံဘုံတို့တွေကချစ်တဲ့လူတွေအကြောင်းစဉ်းစားရင်အဲ့ဒီအချက်ကမပါတော့ဘူးเนาะဇွတ်အတင်းပါဖြစ်ခြင်းတော့ကောင်းစေခြင်းတယ်ဒါကြောင့်ဘုံဘုံတို့တချို့ရှောက်ကြတာရှိတယ်တပီတော့မိဘတွေကိုဘုံတရားလေးဟောပေးသမှာလေမိဘတွေဟုတ်လားဟောခိုင်းတာရှိရဲ့เนาะဟုတ်လားတချို့ကြော်လဲသားသမီးလေးတွေကိုဟောခိုင်းတာပါ ကိုယ့်အကိုကောင်းအောင်နေဖို့ဟိုအများကြီးမစင်းသားမိတဲ့အခါကျတော့ကိုဘေးရလူတွေအတွက်ဘာဖြစ်နေတာတော့စိတ်ပူနေတာပေါ့နော်စိတ်ပူတာတော့ကောင်းပါတယ်ဟုတ်လားစိတ်ပူတာကောင်းတယ်ဆိုတာကောင်းစီခြင်းတာကိုကောင်းတယ်ပြောတာပေါ့နော်ဒါပေမဲ့လို့ကိုဖြစ်စီခြင်းတဲ့အတိုင်းဖြစ်ချင်မှဖြစ်မယ်ပေါ့ဖြစ်တဲ့အခါဘာဖြစ်မယ်လို့ဒုက္ခရောက်နိုင်တယ်အဲဒါအချစ်တဲ့လူတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားတာလေးနဲ့ပတ်သက်ပြီးတွေးမိတာကိုပြောတာချစ်တဲ့လူတွေအကြောင်းနဲ့ကောင်းတဲ့ရှိတာလားမဟုတ်ဘူး မုံတဲ့လူတွေအကြောင်းလည်းကောင်းတဲ့မှာအပြည့်ပဲမုံတဲ့လူတွေအကြောင်းကျတော့ဘုံဘုံတော့ဘလို့စဉ်းစားတော့အပြစ်တွေပဲစဉ်းစားအပြစ်တွေစဉ်းစားတဲ့ခါကျတော့ဘာဖြစ်တော့ပိုးမုံတာပေါ့နော်ဟုတ်လားပိုးပြီးတော့စိတ်တိုင်းမကြဖြစ်အတော်ကုပုံကြီးကဘလို့ဖြစ်နေတော့စိတ်တိုင်းမကြတဲ့ပုံကြီးပေါ့ဟုတ်လားအဲ့ဒါရောအေးချမ်းသလားဘယ်အေးချမ်းမလို့အဲ့တော့မုံတဲ့လူတွေအကြောင်းကိုကိုစဉ်းစားတဲ့ခါမှာဘာမှကောင်းချိုးမရှိဘူးအပြစ်မြင်တဲ့အစိတ်တွေနဲ့ကြီးစဉ်းစားတယ်ဒါပေမဲ့တစ်ခါတလေကျတော့ လူတွေကဘာလေးကိုလက်စုပ်လက်ကင်ပြုတ်ထားတော့ပြုတ်ထားတော့ဆိုတော့သူတို့ကမှားနေတာကာဘာယူတာနော်ငါတို့ကမှန်နေမုန်းတဲ့လူကိုအပြစ်တင်မယ်ဆိုလို့ရှိရင်အဲ့ဒီအခန့်လေးကရှိတယ်ကိုကို